ခုတ်ကူမြို့မှာရေဘေးဒုက္ခသည်တွေအတွက်စာအုပ်နဲ့အလွန်ငွေလဲလှယ်ပွဲတစ်ခုပြုလုပ်နေပါတယ်။ဦးမျက်နှာတင်ပြပို့ထားပါရရှင်။ခုတ်ကူမြို့စာပေချစ်သူစာပေဝါနာရှင်များအားလုံးပဲမင်္ဂလာပါ။ခုတ်ကူမြို့အေယော်ဒီမြစ်ရေကဒုတိယအကြိမ်ပြန်လဲတက်လာတာကြောင့်အေယော်ဒီမြစ်လေကျွန်းမှာနေထိုင်တဲ့ကျေးရွာတို့ရေလွတ်ရာကိုယာယီပြောင်းရွှေ့နေကြရပါတယ်။ဒီလိုကျေးရွာတွေကိုကူညီနိုင်ဖို့ပခုတ်ကူမြို့ကစာပေချစ်မြတ်နိုးသူများစုပေါင်းပြီးစာအုပ်နဲ့လူငွေလဲလှယ်ပွဲကိုပခုတ်ကူမြို့လွတ်လပ်ရေးပန်းချံမှာပြုလုပ်နေတာပါ။ ဆရာတွေပြေဖို့လူထမ်းထားတဲ့စာအုပ်တွေကိုဦးဇင်းတော်ဒီမှာစာအုပ်ရောင်းပွဲတော်ဖြစ်ကျင်းပတာဖြစ်ပါတယ်။စာအုပ်ရောင်းပွဲတော်ဆိုတဲ့နေရာမှာလည်းဦးဇင်းတော်အခါချင်းကိုတတ်မှတ်ထားခြင်းမရှိပါဘူး။မိမိတို့ကြိုက်တဲ့စာအုပ်တွေယူသွားပါပြီးရင်မိမိတို့ကြိုက်တဲ့လောက်ဒီရေဘေးတင်ပြသူတွေတက်လူထမ်းခဲ့ပါ။အဲ့လူထမ်းလို့ရတဲ့ဟာမှန်သမျှအကုန်လုံးဦးဇင်းတော်ဒီပခုတ်မျိုးတွေမှာရေဘေးတင်ပြသူတွေဦးဇင်းတော်ဒီကြပြဆရာတွေအားလုံးပဲကိုယ်တိုင်ကိုယ်ကြားသွားရောက်လူထမ်းမှာဖြစ်ပါလာမယ့်စက်တင်ဘာ22ရက်နေ့23ရက်နေ့တွင်မှာပခုတ်ကူမြို့နယ်ရေဘေးတင်ပြသူတွေအတွက် ပုံတူကယ်ရီကေချရေးဆွဲပွဲကိုလည်းပြုလုပ်မယ်လို့လည်းသိရပါဗျ။ကျွန်တော်မြင့်နိုင်သတင်းပေးပို့ထားတာပါ။